အခုလိုပြီးပြီးဆုံဆုံမွေးဖွားပြီးတော့ပြည့်စုံတဲ့ဘဝမှာနေရပေမဲ့လို့နောက်ဆုံးကြတော့ဟောဓာရီအလုံးကိုဆွန့်လွတ်လိုက်တာပဲဓာရီအလုံးကိုဆွန့်လွတ်တယ်16နှစ်သားမှာနမေတော်တဝင်းခွဲဖြစ်တဲ့ရတောတရာနဲ့ လက်ဆက်ပြီးတက်တော်29နှစ်လောက်ရောက်တဲ့အခါမှာသားတော်လေးရဟုတ်လားမွေးဖွားလာတယ်29နှစ်အရွယ်မှာပဲစိတ်ဓာတ်ကလည်းရင်းကျက်လာရင်းကျက်လာသည့်အတွက်ကြောင့်မိသားစုကိုမချစ်တာမဟုတ်ဘူးဖះလောင်းတော်လေးဟာသူမွေးဖွားလာပြီးတဲ့နောက်မှာလဲ ခုနှစ်သားအရွယ်လေးမှာပဲမေတော်ကဆုံးသွားတယ်မေတော်ဆုံးသွားသည့်အတွက်ကြောင့်မမေတော်မာယာဒေဝီရဲ့ညီမတော်ဖြစ်တဲ့သစာပတိခောရမီကမေတော်အရာနေပြီးတော့နှုတ်ချတိုက်ကျွေးပြီးတော့မွေးခဲ့သူ့သားအရင်းကိုတော့နှုတ်ထိန်နေနဲ့ထားပြီးတော့ဖះလောင်းကိုကိုယ်တိုင်နှုတ်ချတိုက်ကျွေးခဲ့တယ် တူကလေးပေါ်မှာပို့ပြီးတော့မေတ္တာထားပေါ့အမတ်လောက်တဲ့ပုဂ္ဂိုလ်ကတူလေးမွေးဖွားပြီးတော့ခொနည်းလောက်မှာဘဝဆုံးသွားတာအဲ့တော့ညီမနှစ်ယောက်ဟာမီးဖွားတာသုံးလေးရက်လောက်ပဲကြာချားမယ်လို့သူပြောနန္ဒမင်းသားကသုံးလေးရက်လောက်နောက်ကျပြီးတော့မှနန္ဒမင်းသားမွေးဖွားတယ်အဲ့ဒီမှာ ရားလောင်းရင်မေတော်ဆုံးသွားတဲ့အခါညီမတော်မဟာပဇာပတိခေါရမိကမေတော်အရာမှာတီးပြီးတော့ဒီဖျားလောင်းလေးကိုပြုစုကျွေမွေးဆောင်ရှောက်ခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့လူဘဝမှာငငယ်လေးတွေကအမေဆုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခံစားချက်စဉ်းစားကြည့်ပေါ့လူသားတယောက်အဖေနဲ့ပဲနေရတယ်လို့ဖြစ်တယ်သို့တော့အဲ့ဒီခံစားချက်တွေမရအောင် မတိသေးခင်အရွယ်ကပဲမိတွေးတော်ဂေါရမီမိတွေးတော်ဆိုတာကုကိတော်တချို့ရက်တွေတော့ဘလို့ခေါ်တယ်တော့မသိဘူးဘုန်းကြီးတို့အရကြတော့အတော်လို့ခေါ်တယ်အမေးရဲ့ညီမကိုအတော်လို့ခေါ်တယ်စာပေကျမ်းကမှလည်းပဲမာတုဆာမာတုဆာဆိုတာမာတုပဂိနီအမေးရဲ့ညီမ မိတွေးဆိုတဲ့အတုံးကြတော့အဖေရဲ့နောက်မိမလို့အဓိပ္ပာယ်ရောက်တယ်။အဲတော့မိတွေးတော့ဂေါရမီဆိုတာအဖေရဲ့နောက်မိမမိတွေးဆိုတာတော့ကောင်းခဲ့တယ်လေ။နော်မိတွေးရလည်းကောင်းခဲ့တယ်ပထွေးရလည်းကောင်းခဲ့တယ်။အဲ့ဒီမိတွေးမျိုးပြောတာမဟုတ်ဘူးအတော်တော်တဲ့ဗဇာပတိဂေါရမီလို့ဒီလိုနားလဲရတယ်။အဖေနောက်မိမဖြစ်လို့မိတွေးခေါ်တာမဟုတ်ဘူးအတော်အရင် ဖျားလောင်းလေးရဲ့အတော်တော်တဲ့မိဒွေးတော်ခေါ်ရမီသူကနေပြုစုဆောင်းလျှောက်ထားလို့ဘဝတစ်ခုဖြတ်တန်းလာခဲ့တယ်အဲဒီလိုဖြတ်တန်းပြီးတက်၆နှစ်အရွယ်မှာရတော်တာနဲ့မိဘများကအိမ်တော်ပြုအိမ်တော်ရတချပေးပြီး26နှစ်ထိအောင်ဘဝခရီးကိုတက်တက်တာတာနဲ့ဖြတ်တန်းလာခဲ့ရတယ်26နှစ်အရွယ်ရောက်တဲ့အခါကျတော့ စဉ်းစားဉာဏ်တွေရှိလာခဲ့တယ်။နောက်ဆုံးမှာနမိတ်ကြီးလေးပါလို့ခေါ်ကြတယ်ပေါ့။သူအိုနဲ့တွေ့တယ်။သူနာကိုမြင်ရတယ်။သူသေးကိုမြင်ရတယ်။ယဟန်ကိုမြင်ရတယ်။အဲ့တော့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေလည်းသူ့ကိုသူနာသူသေးဆိုတာမြင်နေကြတာ။ဘာမှတွေးမှမဟုတ်ဘူး။နော်။တွေးမှမဟုတ်ဘူး။ဖျားလောင်းကြတော့စဉ်းစားတဲ့ဉာဏ်ကအမှန်တမ်းကြီးမားတာ။ တဲ့ငါလည်းပဲအိုရအောင်မှာပဲဆိုတဲ့အတွေ့အကြုံရတာသူနာတွေ့တယ်နဲ့ငါလည်းပဲနာတဲ့သဘောရှိတာပဲလို့ဆိုတာ ကိုယ့်ကိုပြန်စဉ်းစားတတ်တဲ့အလေးထားတစ်ခုသူသိနေတွေ့တော့ငါလည်းပဲသိရအောင်မှာပဲလို့ဆိုတယ်ဒီတွေ့တွေဝင်လာတဲ့အခါကျငါလည်းအိုရအောင်မှာပဲဆိုတဲ့အတွေ့ကဘာကိုဖယ်ရှားပြစ်နိုင်တယ်လဲလို့ဆိုရင် ကိုယ့်ကိုယ်ကိုလူပြုတ်လို့လူပြုတ်မှုကိုအကြောင်းပြုတ်ပြီးတော့တက်တက်တဲ့မန်ရစ်မှုကိုဖယ်ရှားဖြစ်နိုင်တယ်ရွပ္ပနာမထလို့ခေါ်တယ်လူငယ်လူရွယ်တွေမှာတက်တက်တဲ့မန်မျိုးအဲ့ဒီအတွေ့ကဖယ်ရှားဖြစ်လိုက်တယ်စဉ်းစားကြည့်ပေါ့ငါလည်းပဲအိုရအောင်မှာပဲလို့ဆိုရင်လူပြုတ်မှုရေပုံမှန်မောက်မောက်မှာတာကြာဆင်းသွားနိုင်တယ်ပေါ့ငါလည်းပဲနာရအောင်မှာပဲဆိုတာကိုစဉ်းစားလိုက်တဲ့ဖြစ် ကျမ်းမာတယ်ဆိုတဲ့အပေါ်မှာမာမနာတက်နေတာတွေလည်းပဲဖယ်ရှင်းပြနိုင်တယ်ပေါ့။ငါလည်းပဲတရားအောင်မှာပဲလို့တွေးလိုက်တဲ့အတွေးဟာအသက်ရှင်နေဖို့အပေါ်မှာမာမနာတက်နေဖို့မှာကြာဆင်းသွားတယ်။ဒီနေ့ကိုတရားမှာဆိုတဲ့မှန်ကန်တဲ့အတွေးတစ်ခုကြောင့်မိမိလျော့ရော့မနေတော့ဘူး။ဟောဒီအိဗယ်တွေကိုဆောင်းနေပေါ့။မထလို့ဆိုတာရင်မူးတယ်လို့ခေါ်တယ်။ယာဓုရဲ့ရှင်ယာဓုကိုရင်မူးတယ် နုပြုရင်နုပြုမှုရင်မှုတယ်။ကြမ်းမာရင်ကြမ်းမာမှုရင်မှုတယ်။အသက်ရှင်နေရင်အသက်ရှင်မှုပေါ်မှာရင်မှုတယ်။လူတွေဟာရင်မှုတယ်ဆိုတာဒီပေါ်မှာအလေးထားပြီးတော့လှုပ်ချင်အောင်လှုပ်တတ်တယ်လို့ဆိုတဲ့အထိပ္ပယ်ရပေါ့ရင်မှုမှုပါအဲ့ဒီရင်မှုမှုတွေကိုအတွင်းနဲ့ဖယ်ရှားပြီးတော့သွားတယ်။နောက်ဆုံးမှာယဟန်ဆိုတာကိုတွေ့လိုက်ရတဲ့အခါမှာ အကျန်တဲ့ဘဝတစ်ခုထွက်ပေါက်ဆိုတာရှိတယ်လို့သဘောကျသွားတယ်။အဲ့ဒီသဘောကျသွားလို့တိဋ္ဌာထမင်းသားဟာဘလောက်ပဲခမ်းနားတဲ့စီးတဲ့ဥစ္စာတွေနဲ့ပြည့်စုံပြည့်စုံအမတမရာတိလိုက်နေထိုင်ရတဲ့နတ်ပြတ်သက်သုံးဆောင်မှာနေထိုင်ရပေမဲ့လို့သူ့စိတ်ထဲမှာပျော်မွေ့ခြင်းမရှိတော့ဘူးပျော်မွေ့ခြင်းမရှိလို့အားလုံးကိုဆွန့်လွတ်တယ်ပေါ့ မင်းသားဆိုတဲ့အခါမှာပုံတော်တွေကဉာဏ်အင်လက္ခဏာဖတ်တဲ့အခါဒီလိုဉာဏ်အင်လက္ခဏာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးဟာလူဘဝမှာနေရင်စကြဝဠာမင်းဖြစ်နိုင်တယ်လူဘဝကနေတောထွက်ခွာရှောင်လို့တရားဓမ္မကိုကျင့်ကြံကြိုးကုပ်ရင်လည်းလောကမှာဖျားဆိုတာဖြစ်နိုင်တယ်လို့ဒီလိုအဟောထွက်တဲ့အခါမှာစကြဝဠာမင်းစည်းစိမ်ဆိုတာจิตတ်ဆရာကြီးပေါ့ အဲ့ဒီစัจจဝရမင်းစီးစိန်ကိုလည်းပဲဖះအလောင်းတော်ကြီးကဆွံ့လွတ်လိုက်တယ်ပေါ့ဒီလိုဆိုတာပေါ့ဆွံ့လွတ်နိုင်တယ်ဒါဖြင့်ဘာအတွက်ဆွံ့လွတ်တာတော့နောက်ဆုံးမှာ29နှစ်မြောက်မှာတောထွက်တယ်တောထွက်တဲ့အခါဘာတွေကိုဆွံ့လွတ်တာတော့လို့ဆိုမင်းသားရဲ့အခွင့်အရေးအားလုံးကိုဆွံ့လွတ်လိုက်တယ်တုတ်တော်ရဏမင်းကြီးပိုင်တဲ့အမွေအနှစ်တွေအားလုံးဆွံ့လွတ်လိုက်တယ် ရာဓုခုံတိန်နေအလုံးဆုံးလွတ်လိုက်တယ်မိသားစုဘဝကိုလည်းဆုံးလွတ်လိုက်တယ်ဟောသူ့ရဲ့ဆုံးလွတ်မှုတွေကအများဘာအတွက်ဆုံးလွတ်တာတုံးဆိုအနုတ္တရံတန်တိဝရပဒံပရိယေတမနောကိဉ္ကုသလကဝေတိလောကမှာ အကောင်းဆုံးတရားဟာဘာလဲအပြစ်ကင်းတဲ့တရားဟာဘာလဲငြင်းချမ်းရေးကိုပေးနိုင်တဲ့အရာဟာဘာလဲဒါကိုရှာမယ်လူတွေဟာ ဖြစ်ပြီးတော့အိုးနေကြရတယ်နာကြရတယ်သိကြရတယ်လောကကြီးရဲ့မတိမြဲတော့လူတွေဒုက္ခမျိုးမျိုးနဲ့ကျုံနေရတယ်အဲ့ဒီလိုကျုံနေတဲ့ဘဝကြီးကလွတ်မြောက်ဖို့စွမ်းဆောင်နိုင်တဲ့ကုသိုလ်တရားဆိုတာဘာလဲအဲ့ဒီကုသိုလ်တရားရဲ့စွမ်းဆောင်မှုပေးလိုက်လို့ရလာတဲ့ငြိမ်းချမ်းမှုဆိုတဲ့အရာကရောဘာလဲလို့ဆိုတာကိုသိချင်အဲ့ဒါအတွက် လောကရဲ့စီးစိမ်ဥစ္စာတွေအားလုံးဆွန့်လွတ်လိုက်တာဒါကိုတောထွက်တယ်လို့ခေါ်တာပဲဆွန့်လွတ်ပြီးတော့အဲ့ဒီတရားရအောင်ဘုရားလောင်းတော်လေးဟာကြိုးစားအထောက်တာ29နှစ်အရွယ်မှာ တောထွက်တာလို့ဒီလိုဆွန့်လို့ရပေါ့နော်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ရပ္ပုဒ္ဓရဲ့အစပိုင်းဘဝမင်းသားဘဝအခြေအနေကိုတစွန်းတစက် ုတုတ်တန်ကနေဖော်ပြထားတဲ့အတိုင်းတစွန်းတစဖော်ပြလို့ပြီးပြီနောက်ရက်တွေမှာဆက်ပြီးတော့ဘယ်ပုံတောထွက်ပြီးဘယ်ပုံ တရားရှာခဲ့တယ်ဆိုတာဘလောက်အလုံးလုံးတယ်ဆိုတာဆက်လက်ပြီးတော့နိုင်မှတ်သားကြဖို့ပါဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓဟာမြင်မြကြိုးပမ်းအထုတ်ခဲ့တယ်ဆိုတာသိရှိကြီးညိုရပြီးမိမိတို့ကိုယ်တိုင်လည်း လောကသားတွေအတွက်ဘာလို့ပေးနိုင်တယ်လဲဆိုတဲ့အတွေးတွေပေါ်လာပြီးအများကောင်းကျိုးဆောင်ရွက်နိုင်တဲ့စိတ်ဓာတ်တွေမွေးမြူခြင်းဖြင့်ကောင်းမြတ်သောအနေထားတစ်ခုကိုဖော်ဆောင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။အာသုအာ